ဒီဘက်ရာဇုနှစ်တမိုင်းမှာအာနာရှင်တွေရှိရနေအရင်ဦးဆုံးပစ္စည်းကိုတည်းယူချိတ်ပိတ်နိုင်တဲ့တိုင်းသားလက်နက်ကိုင်ဖြစ်အေရီကတော့မှတ်တမ်းဝင်သွားပါပြီအဲ့တော့ဗါတယ်အာနာရှင်ဟောင်းတန်းရှင်နဲ့မောင်အေးတို့ဟိုဒီအကျန်းဖက်စစ်ကောင်စီနဲ့ပတ်သက်ဆက်နွယ်တယ်လို့ဆိုပြီးသူတို့ပိုင်တဲ့ဟိုတယ်တွေကိုချိတ်ပိတ်လဲဆိုတော့တည်င်းကိုမြန်မာနောင်ကနေဖော်ပြထားမှာတည်င်းလေးကိုကျွန်တော်တို့နတ်စင်ပါမယ်နော်အရခတ်တက်တော့ AD စစ်အာနာရှင်ဟောင်းဘုချုပ်တန်းရွှေ ဘုဂျုံမောင်အေးတို့ဤတာသမီများကိုအကျန်းဖက်အဖွက်နှင့်ပတ်သက်သူများကိုတတ်မှတ်ပြီးငပလီကမ်းခြေမှာဟိုတယ်နှလုံးကိုပြီးခဲ့တဲ့သတင်းပတ်အတွင်းကချိတ်ပိတ်တင်းယူလိုက်တယ်။အဆိုပါဟိုတယ်များမှာဘုဂျုံတန်းရွှေဤတာဦးတန့်ဇော်ရွှေပိုင်တန်ဒရက်ဘီချ်ဟိုတယ်ငပလီတန်ဒရက်ကမ်းခြေဟိုတယ်ငပလီနဲ့ဘုဂျုံမောင်အေးသမီးဒေါ်ဆန္နာအေးပိုင်ပန်စင်းမမရီစော့ဟိုတယ်တို့ဖြစ်ပါတယ် ဘင်္ဂလားပင်လယ်အော်တို့မေးတင်ထားတဲ့မြန်မာနိုင်ငံကြီးအလှပဆုံးကမ်းရှင်မှထိုဟိုတယ်နှလုံးဆောက်လို့ရမြင်းနေရာအတွက်စစ်တပ်ကဒေသခံလယ်သမားများကို2000ပြည့်နှစ်ဝန်းကျင်ကချင်းချောက်မောင်းထုတ်ခဲ့တယ်။ထိုမိသားစုများသည်ကမ်းရှင်ဇိန်ကန်ဟိုတယ်လုပ်ငန်းမှအကျိုးအမြတ်များဆယ်စုနှစ်နှစ်ခုနှီးပါးကြာရရှိနေခဲ့ရပါမှပြီးခဲ့တဲ့နှစ်နှစ်လပိုင်းကအေအေကငပလီကမ်းရှင်ကိုတိမ့်ပိုက်ပြီးတဲ့နောက်၎င်းတို့၏စီးပွားရေးလုပ်ငန်းများကိုဆွန့်လွတ်လိုက်ရပြီဖြစ်တယ်။ တမိုင်းတပတ်လေချင်းမြန်မာစစ်တပ်နဲ့အေရိုဒီအကြမ်းဖက်အဖွဲ့ဖြစ်စီမံဖြစ်အပြန်အလှန်တတ်မှတ်ထားပြီးအေအေကထိုထိုချိတ်ပိတ်တိမ်းဆဲခြင်းဖြစ်သည်ဟုအေအေနဲ့နှိမ့်ဆက်မှုရှိတော့ရခိုင်ဝိုင်းရဲ့နိုင်ငံရေးသမားဥပိတ်တန်းကမြန်မာနောင်းလို့ပြောတယ်အကြမ်းဖက်ဥပဒေနဲ့ပြောရမယ်ဆိုရင် အကြမ်းဖက်လူတွေရဲ့ပတ်သက်ဆက်နွယ်နေတဲ့ပိုင်ဆိုင်မှုတွေကိုတိမ်းဆဲတယ်ချိတ်ပိတ်တယ်ဆိုတဲ့လှုပ်ရုပ်လှုပ်စင်အလုံးတစ်ခုပဲလို့ပြောချင်တယ်ဟုသူကဆိုတယ်ဘဝကိုစံနှစ်မှ2017အထိ19နှစ်ကြာအာနာရှင်ဖြစ်မြန်မာနိုင်ငံကိုအုပ်ချုပ်ခဲ့သူဗိုလ်ချုပ်မူကြီးတန်းရွှေနှင့်တူဤအယုံကြီးရဆုံးလက်ထောက် ဒုဗိုလ်ချုပ်မူကြီးမောင်အေးတို့သည်အာဏာလက်ဝဲရှိစဉ်စစ်တပ်ကအတုံးစစ်တပ်ကိုအတုံးပြုပြီးပြည်သူတို့၏ပိုင်ဆိုင်မှုများကိုတိမ့်ပိုက်ခဲ့ကြသည်အာဏာရှင်ဟောင်းနှစ်ဦးဒီစစ်တပ်အကြီးအကဲဖြစ်ရာထူးရှိစဉ်၎င်းတို့ကိုစန့်ကျင်ကြတဲ့ဒီမိုကရေစီနှင့်လူမျိုးစုအခွင့်အရေးတောင်းဆိုလူများ၏ပိုင်ဆိုင်မှုများကိုမတရားအတင်းနှင့်ဆက်ဆက်သည့်ဆိုသည့်အကြောင်းပြချက်ဖြင့်ချိတ်ပိတ်တည်ယူခဲ့သည်။ထို့ပြင်ငပလီကမ်းခြေအပါဝင်နိုင်ငံအနှံ့ပြားမှ လေယာမြေဧကတိန်ချီကိုစစ်တပ်ပိုင်ဖြစ်တိန်ဆဲခဲ့ကြပြီးမိသားစုဝင်များကိုခွဲဝေပေးခဲ့ကြတယ်။ဘုရုံမူကြီးတန်းကျွေကရခိုင်ပြည်နယ်တွင်တပ်ရင်းတပ်ဖွဲ့များတိုးချဲ့မိဆိုတဲ့အကြောင်းပြချက်ဖြင့်အရက်သားများပိုင်ဆိုင်သည့်မြေဧကထောင်ချီကိုရယူခဲ့ကြောင်းရခိုင်ပြည်နယ်ထဲမှထိုးနယ်များပြားကိုဧကပြန်လည်တိန်ပိုက်ချိန်တွင်စစ်တပ်သိမ်းမြေများကိုမူလပိုင်ရှင်ထံပြန်လည်လွှဲပြောင်းပေးနေကြောင်းဥပဒေကဆိုတဲ့ဒေသခံများ၏အဆိုအရ AD တန်တွဲမြို့အတွင်းသို့အရက်သားများပြန်လည်ခြေချခွင့်ပြုတော်လဲ ငပလီကန်းကျင်နဲ့ကန်းကျင်မှာဇိမ်ကန်ဟိုတယ်များတို့တွားလာခွင့်မပြုသေးပဲလုံခြုံရေးတင်းကျပ်စွာခြာလာတယ်ဟုတ်တည်ရတယ်။တန်တွဲမြို့ထဲမှာတော့လူတွေနေနေကြပြီဒါပေမဲ့ငပလီကိုတော့အရက်သားတွေဝင်ခွင့်မရသေးဘူး။အဲ့ဒီကဟိုတယ်တွေကိုတော့အေအေကချိတ်ပိတ်ထားတယ်ဆိုတော့ဟိုတယ်တွေကိုမဖွင့်ဘူးပိတ်ထားပါလေခု။တန်တွဲမြို့ကန်တဦးကမြန်မာနောင်းကိုပြောတယ်။အနာရှင်အောင်နှုတ်ဦးမိသားစုပိုင်ဟိုတယ်များချိတ်ပိတ်တင်းယူထားမှုနဲ့ပတ်သက်ပြီးပုံမတိရှိစေရအတွက်အေအေပြောခွင့်ရပုံကိုဆက်သွယ်မြင်းမြန်ခဲ့တော်တဲ့ပြန်လည်ထေချခြင်းမရှိသေးပေဘူး။ နပလီကန်းချိန်မှအာနာရှင်ဟောင်း၏ဇိမ်ခံဟိုတယ်များ2000ပြည့်နှစ်ကာလတွင်စစ်အာနာရှင်ဟောင်းဗိုလ်ချုပ်တန်းရွှေဦးဆောင်သောစစ်အစိုးရလက်ထက်၌ကာဝေးဝန်ကြီးဌာနကနပလီကန်းချိန်မှအများပြည်သူပိုင်မြေအေကဒါဇင်နှစ်ချီကိုတည်ယူခဲ့သည်ထို့နောက်ကာဝေးဝန်ကြီးဌာနလက်အောက်ရှိစစ်ထောက်ချုပ်ရုံးကမြေပိုင်ရှင်ပြုလုပ်ပြီးထိုမြေများကိုစစ်ဗိုလ်ချုပ်တာဝန်များနှင့်ခရိုနီစည်းဝါးရေးလုပ်ငန်းရှင်များကိုဟိုတယ်လုပ်ငန်းလုပ်ကိုင်ခွင့်များပြန်လည်ချထားသည့်နီလန်းဖြင့်နပလီကန်းချိန်ကိုအပိုင်သိမ်းခဲ့ကြသည် ဗိုလ်ချုပ်တန်းရွှေနှင့်မောင်ရဲကစစ်တပ်အကြောင်းပြပြီးသားမီးများအတွက်ငပလီကမ်းရွှေနှင့်မြေသိမ်းပြီးဟိုတယ်ဆောက်ဝင်ပေးသည့်အကြောင်းအပြည့်စုံဖတ်ရန်ဆိုပြီးဆက်ရေးထားတယ်။ဒါကတော့ထုံမီများကိုတနက်နေ့ဖြန်းဖြန်းအမေရိကန်ဒေါ်လာ1000နှုန်းဖြင့်နှစ်ရှည်ငားရန်လောက်ကဲ့ဝင်ပေးခဲ့ခြင်းဖြစ်သည်။ဦးတန်းရွှေသည်သားသမီးရှစ်ဦးအနက်မှအငယ်ဆုံးဖြစ်သည့်ဦးတန်းစော်ရွှေသည်ငပလီကမ်းရှိမြေပြင်ကြီးရွာရှိတပ်သိမ်းမြေပေါ်မှာမြေ9ဒသမ20ဧကကို နှစ်40ကြာနှာရဲစာချုပ်ဖြင့်၎င်း၏ဖခင်ဦးဆောင်စီမံသောစစ်တပ်ခံမှလုပ်ကဲ့ဝင်ရခဲ့တယ်။ထိုမြေပေါ်တွင်ဦးတန့်ဇော်ရွှေကတန်ရွတ်ကန်းချီဟိုတယ်ငပလီအမည်ဖြင့်အခန်းပေါင်း80ပါတိကျယ်၄ဝင့်ဟိုတယ်ကိုစောက်လုပ်ခဲ့တယ်။ဦးတန့်ဇော်ရွှေပိုင်ဆိုင်သောဟိုတယ်၏အခန်းကားကဈေးနှုန်းမှတစ်ရက်ဒေါ်လာရာထောင်ရှိရှိတော်လဲစစ်ထောက်ချုပ်ရုံးတို့ပေးနေရသောမြေငှားရမ်းကမှတလနဲ့ကျပ်23နှစ် 1083ဒေါ်လာတာဖြစ်တယ်။ဘူဂျုတ်တန်းရွှေတန်းနီးတူထိုချိန်ကစစ်တပ်တွေနံပါတ်1ဖြစ်တော့ဘူဂျုတ်မောင်အေးတမိဒေါ်ဒေါ်ဆနာအေးဒီလဲငပလီကငပလီတန်းသိမ်းမြေထဲမှာမြေလေးကကြော်ရှိအကောင်းဆုံးမြေကွက်တစ်ခုတွင်ဟိုတယ်ဆောက်လုပ်ခွင့်ရရှိထားတယ်။ဒေါ်နနာအေဒီဘူဂျုတ်တန်းရွှေလက်ထက်တကိုးထွားခဲ့သည့်စက်မှုတင့်ဝင်ကြီးဘူဂျုတ်အောင်တောင်းဤတားဖြစ်သူဥပိအောင်ဤဥပိအောင်ဤဇနီးဖြစ်သည်ထို့သောမိဘအတိုင်းဝိုင်းတောက်တင်းမှုကြောင့်ဒေါ်ဆန္နာအေတို့သည် ငပလီကန်းချေမြေပြင်ကြီးကရှိမြေနေရာကိုစစ်တပ်ထံမှငားရမ်းခြင်းမျိုးမဟုတ်ပဲဥယျာဉ်ခြံမြေကိုစီမင်းဌာနတို့တင်ကြား၍၎င်း၏ကိုပိုင်အမည်ဖောက်ကအပိုင်သိမ်းခဲ့ကြောင်းမြန်မာနိုင်ငံယင်းနှိမ့်နှံ့မှုကော်မရှင်စာရက်စာတမ်းအထောက်အထားများတည်ရတယ်2014ခုနှစ်ထဲက၎င်း၏ပိုင်ဆိုင်ခွင့်ရထားသောထုံမြေပေါ်တွင်2018ခုနှစ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် AND အစိုးရလက်ထက်တွင်အခန်းပေါင်း46ခန်းပါရှိတဲ့အစင်းမြစ်ဇိမ်ခံအစင်းမြစ်ဟိုတယ်ကိုစောက်လုပ်ခဲ့တယ် ထိုဟိုတယ်ဒီငပလီကမ်းရဲ့အကောင်းဆုံးနဲ့ဈေးအကြီးဆုံးဟိုတယ်စင်ယုံဝင်တယ်ဒေါ်နနာအေးဒီအေးတို့လင်မယားကတစ်လွင်တော့ဂျာပန်ဟိုတယ်အုပ်စုအနေဖြင့်လောက်ကင်ကြောင့်မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မတီတို့ခွင့်ပြုချက်ရရှိရင်တင်ပြတော့စာရဆန္ဒများတည်ရတယ်ဦးပြည်အောင်ဤမွေးချင်းဖြစ်သူဦးမိုးအောင်ဒီစစ်ကောင်စီအမျိုးသားလုံခြုံရေးအကြံပေးဖြင့်လက်ရှိတာဝန်ယူထားပြီး2024ခုနှစ်ဇန်နဝါရီလမတိုင်မီအထိရေတက်စစ်ဦးစီးချုပ်ရာထူးရရှိထားသူဖြစ်သည် ခရိုနီဟိုတယ်များအသိခံရမြေတရေကရော်ကျင်းဖြင့်ချက်8000နှုန်းဖြင့်လဝါကြီးအုပ်ခဲ့သောငပလီကမ်းခြေမှတက်သိမ်းမြေများကိုအာနာရှင်ဟောက်ဗိုလ်ချုပ်မိသားစုများအပြင်၎င်းတို့နှင့်ပဏံသိမ်းသောခရိုနီများလည်းဝေစုများရခဲ့သည်ထိုလူများမှထူးစီးပွားရေးကုမ္ပဏီအုပ်စုမှဦးတေဇတ်မက်စ်ဦးစော်စော်အေဒီဦး၏လုပ်ငန်းစုဦးချစ်ခိုင်အာနာရှင်မိသားစုဤစီးပွားဝတ်ဖြစ်သောပိုးပီတုစစ်ခေါင်းဆောင်ဦးနေဝင်းထွန်းပထမများနှကကွယ်လွန်သူရုပ်ရှင်မင်းသားကြီးကောလိပ်နေဝင်း၏တမီး ဒေါ်တန်နာနေဝင်းလို့ဖြစ်တယ်။ကဲဒါကတော့မြမနောင်းကတင်ထားတဲ့ဒေမဖြစ်တယ်။အဲ့တော့အေအေရဲ့တောက်ပြန်မှုကတော့အယမ်းမိုက်တယ်လား။နော်ရှင်းတယ်။ဟမ်ကြောင်အောင်ကြောင်ရတဲ့သတင်းဖတ်လိုက်တဲ့အချိန်မှာဗာအကျမ်းဖက်ဓမားနေနဲ့ဆက်သွဲလို့ဆိုရင်ဘုတုတန်းရွှေနဲ့ဘုတုတ်ဟိုနေမောင်ကြီးတို့ရဲ့မိသားစုပိုင်ဆိုင်တဲ့ဟိုတယ်တွေကိုချိတ်ပိတ်လိုက်ရဆိုတော့ဟာတကယ်ပဲဟိုဘလုံးစိတ်ထဲမှာလေအော်ကိုရီးယား တဲ့တိုင်းပြည်ရဲ့တမိုင်းတစ်ပတ်ပြန်လည်လို့ဝင်ရပြီလားဆိုတဲ့အဲ့ဒီ feeling ကိုခံစားရတယ်။နော်ကျွန်တော်တို့မှခေတ်ဆက်ဆက်ပြည်သူတွေကပဲတိုင်းနေဖြစ်နေတာ။အခုကြည့်မြေအေကနော်8000 8000နဲ့တေအေကကိုတိုင်းနေပြည်သူတွေစီကနေတိုင်းပြီးတော့သူတို့တရက်ငှားကဒေါ်လာထောင်ချီတောင်းထောင်ချီရတဲ့နော်ရာရှိထောင်ချီရတဲ့အများဆုံးဒေါ်လာ500တထောင်ပေးရဒီဟိုတယ်ကျယ်လေးမှုအဆင့်ဟိုတယ်တွေ။အဲ့တော့အဲ့ဒီလိုမျိုးဟိုတယ်ပြန်ဆောက်တယ်။ဒါပေမဲ့တိုင်းပြည်ရဲ့ဘန်နာရောရလာ။တိုင်းပြည်အတွက်လည်းဘန်နာဝင်မရဘူး။နော် ်ပိန်းခံထိတဲ့ပြည်သူတွေလည်းဘာမှအကျိုးခံစားဖို့မရှိဘူးဘလောက်တပုံကမြအကျန်းဖတ်ဆန်လဲဆိုတာစဉ်းစားကြည့်အဲ့ဒါလိုမျိုးခင်းဆက်ဆက်တုတ်တော့ပြည်သူကခံခဲ့ရတယ်ဒါပေမဲ့ဒီနေ့အချိန်မှာတော့ကျွန်တော်တို့တွေတမိုင်းတစ်ပတ်ပြန်လည်ခွင့်ရခဲ့ပြီလို့မှတ်ယူလို့ရတော့မယ်တဖြည်းဖြည်းနဲ့နောက်ထပ်နောက်ထပ်ဒေသတွေမှာလည်းဒီပုံစံမျိုးလှုပ်လှန်နိုင်ဖို့အရေးကြီးတယ်ဒါကြောင့်မလို့ခရိုနီတွေအားလုံးဟာအာနာရှင်တွေကိုကောက်ခဲ့လို့ဆိုတော့ဒါပဲဗျာနော်သူတို့တွေအာနာရှင်နဲ့ပတ်သက်မှဒီလိုမျိုးမတော်မတရားတဲ့အရာတွေနဲ့စီးပွားရှာလို့ရမှာ တော့တကက်ဒီမုံလေးတိုင်းပြည်ရွှေသွားမယ်ဆိုရင်တကက်စီးပွားရေးအုံနှောင်းနဲ့တွားတော့ brain တုံးပြီးတွားတော့မြန်မာပြည်မှာက brain တုံးပြီးတွားခြင်းတဲ့လူမရှိဘူးရုံမှပြီးတော့နော်လက်နဲ့အာကိုနဲ့တွားခြင်းတဲ့လူပဲရှိတယ်ယာဒူအာကိုနဲ့တွားခြင်းတဲ့လူပဲရှိတယ်အတိုင်းဝိုင်းအာကိုနဲ့တွားခြင်းတဲ့လူပဲရှိတယ်အဲ့ဒါဘာလဲဆိုတော့တလိဆံဝါဒခေဟောင်းကနေခစ်တစ်ပုံမတက်နိုင်သေးတဲ့ဇေယျပဲဒါပေါ်နေတော့သူများနိုင်ငံတွေမှာစီးပွားရေးပြိုင်တယ်အဲ့တော့ခစ်တစ်နော်စီးပွားရေးအခုနိုင်ငံနဲ့ချီပြီးတော့ပြိုင်နေကြတယ်ဒါပေမဲ့ ခေါင်းထဲမှာရှိတဲ့အုံနောက်တွေအတိတ်တရားတွေနဲ့ပညာတွေနဲ့ပြန်ရတယ်။စီမွေးလုံးတဲ့နေရာမှာခွန်းကြီးကပြောဉာဏ်ပညာနဲ့ဖောက်ထွင်းပြီးလုံးကြတယ်။ဒါပေမဲ့ကျွန်တော်တို့နိုင်ငံမှာအဲ့လိုဉာဏ်ပညာနဲ့ဖောက်ထွင်းပြီးလုံးမဲ့လူထက်ခွန်းကြီးကပြောသူယာဒူးနဲ့ရှင်ပြိုင်တယ်အတိုင်းဝိုင်းနဲ့ရှင်ပြိုင်တယ်နော်ဥစ္စာသနာကြော်မှုနဲ့ရှင်ပြိုင်တယ်စသဖြင့်ဒါတွေကတလိမ့်ဆန်ဝါဒတွေအဲ့ဒီတလိမ့်ဆန်ဝါဒနဲ့ရှင်ပြိုင်ခြင်းနဲ့လူတွေကဘာဖြစ်လာလဲဆိုတော့အာနာရှင်ကိုကြိုက်လာကြတယ်။သူတို့ကအာနာရှင်ကတော့ခွင့်ရင်းပေးလိုက်ရင်အင်းနဲ့မင်းအမိနဲ့ပြေးတယ်လေဒါဒါအာနာရှင်နဲ့လောက်ရပဲမယုံကြည်လိုက်နော် တရားမှုမတရားမှုဥပဒေဘာညာဆိုတော့မတိတဲ့ကောင်းလေးကအိနံပေအမိနံပြေးတယ်မယုံကြည်လိုက်နော်ဒါကြောင့်မို့လို့အာနာရှင်တွေနဲ့သူတို့ပေါင်းချင်တယ်ဆိုတာကအဲ့ဒါပဲအာနာရှင်တွေလက်ထက်မှာသူတို့တိုက်တယ်လို့လုပ်လို့ရနော်တကက်ဒီမိုစီလမ်းကြောင်းနဲ့သွားမှဆိုဒါမျိုးတွေလုပ်လို့မရတော့ဒါဟာဒီမြန်မာပြည်မှာရှိတဲ့ခရိုလီအများစုကနော်အားလုံးတော့မပြောပါဘူးဒါကိုယ့်ကိုယ်လိုတိကျနေဘသူတွေရဲ့သူတို့စိတ်သက်ရှိတယ်ဆိုတာအဲ့တော့လက်ရှိ A ရဲ့လောက်ရက်ကတော့ကျွန်တော်တို့ B သူတွေအတွက်ကအင်မတန်ခွာဖြစ်စီတယ်နော်တကယ်ပဲကျေးဇူးတင်တယ် ဒါမျိုးတွေကိုကျွန်တော်တို့တတိုင်းပြည်လို့အနှံ့လှုပ်ဖို့လိုတယ်။ဒါကြောင့်မလို့လက်ရှိဒီဘက်ရာစုဒီဘက်ဆယ်စုနှစ်အတွင်းမှာပေါ့နော်။ဆယ်စုနှစ်အတွင်းမှာ sorry ကျွန်တော်အရှင်းမှာရာစုတင်လို့ပြောခဲ့တာမသိဘူး။ဒီဘက်ဆယ်စုနှစ်အတွင်းမှာကျွန်တော်တို့ AA ဟာအာနာရှင်နေရှိကနေပြည်သူပိုင်ပြန်သိမ်းနိုင်တဲ့ပထမဦးဆုံးလက်နက်ကင်အဖွဲ့ဖြစ်မှတ်တမ်းဝင်သွားပါမယ်။လေးစားတယ်ဘုရုထွန်းမြတ်နိုင်တဲ့ကွာ AA မှာရှိတဲ့နော်တပ်မှုဘုံမှုရဲဘော်တွေအားလုံးကိုကျွန်တော်တို့အခြားတော့တိုင်းလာလက်နက်ကင်ရဲ့အဖွဲ့တွေတယ်အတူယူခိုင်းစေခြင်းနဲ့ ဒါဟာတော်နိုင်ရေးကိုတော်နိုင်ရေးနဲ့တူအောင်လုပ်တဲ့အကျိုးအမြတ်လို့ပဲမှတ်ယူရပါတယ်။တော်နိုင်ရေးကိုတော်နိုင်ရေးနဲ့တူအောင်မလုပ်ပဲနဲ့နော်နိုင်ငံရေးတွေရောရှက်လာမယ်ပြီးလို့ရှိရင်ကိုဂျိုးစည်းဝါးတွေရောရှက်လာမယ်ဆိုအေအေဆိုတာဒီနေ့အချိန်မှာဒီလိုနာမည်ဖြစ်လာကြတာအကြောင်းမရှိဘူး။နော်အဲ့တော့နောက်ပိုင်းလဲအေအေနေနဲ့တော်နိုင်ရေးကိုတော်နိုင်ရဲ့တူအောင်ဆက်လက်ပယ်ဖို့တွားနိုင်ပါစေလို့ဆုတောင်းပါတယ်။အေအေနီးလူအခြားတော်တိုင်းလက်နက်ကင်အားလုံးနဲ့အခုပုံစံမျိုးတွေနေတိုင်းမှာ စစ်ဘုံကြုံနေပိုင်ဆိုင်တဲ့အရာတွေကိုအခုလိုပြက်ပြက်သားသားနဲ့ပြည်သူပိုင်တိမ့်နိုင်ပါစေလို့စောင့်မျှော်ပြီးတော့ဆုတောင်းပါတယ်